အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ထားပါကျွန်တော်ခုပြပြပေးတော့မှာကတော့ဆရာမင်းသင်္ကာရေးသားထားတဲ့မနောမယကိုပီတာဆိုတဲ့စာအုပ်လေးတဲကနေချိုချင်ကျော်နဲ့အစိမ့်ကျော်ဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ချိုချင်ကျော်နဲ့အစိမ့်ကျော်တနေ့တနေ့ကျွန်တော်နေထိုင်ရာအယူရောမင်္ဂလာချမ်းအတွင်းသို့အနွေးတယ်များအထက်ထက်ဝေထားသောမိန်းမကြီးတအိုးဝင်လာလေ၏သူမိန်းမကြီးမှာအသားရောင်အဖျင်ဖြုတ်တဲ့ကဲ့သို့ ။စပေးများမှလည်းဗျာဤအတောင်များကဲ့သို့ဆွတ်ဆွတ်ဖြူနေ၏။ထုံမင်းမကြီးသည်ကျွန်ုပ်ကိုငင်းလင်းမြင်ချင်းအမလီကြောင်းစရာရဲ့မင်းရငေါ့ကြည့်နေလိုက်တာမမတ်မိဘူးလားရွှေသေးဝါလေးဟု ပြောလေ၏။ကျွန်ုပ်ဒီတော်ရွှေသေးဝါကိုကောင်းစွာမမိတော့၏။တော်ရွှေတဲဝါမှာတရုတ်ကဗျာမိသားစုမှ ပေါက်ဖွာလာသူဖြစ်၏။သူ့ရာတွင်မြမပြည်၌ပင်မွေး၍မြမပြည်၌ပင်ကြည်၏။သူ၏အမိမှာရန်စီကူ၍ဖြစ်၏။ ရန်စီဆိုဒီမှာတရုတ်ပြည်မှာမြစ်တစ်ခု၏အမည်ဖြစ်၏အဝိုင်းအောင်တင်းများဖြင့်အတိပီ၏တို့ကြောင့်မြန်မာဘာသာဖြင့်ဆိုရပါမို့ထိုမြစ်၏အမည်မှာရွှေတဲဝါဟု၍ဖြစ်၏သူသည် သူ့အားရန်စီဟုခေါ်သည့်ထက်ရွှေတဲဝါဟုခေါ်သည်ကိုပို၍နှစ်တက်၏ထို့ကြောင့်သူ၏အမည်သည် ရွှေတဲဝါဟုတွင်လေတော့၏အပြိုပေါ်ဝင်စားအရွယ်တွင် မိမယောဂါကြောင့်ယူတွတ်သွားရှာ၏ သူသည်ရက်ွက်တဲ့တွင်တခြင်းအောင်ဆို၏ကဤစကားများဖောင်လောက်အောင်ပြု၏ပန်းများပန်း၏တခါတည်းရန်ဖနက်ကိုခြေ၌မစည်းပဲကျိုးဖြင့်ချီကလဲပင်း၌ဆွေ၏အမည်မတော်သူများကရွှေသည်းဝါဘာဖြစ်လို့ဖနက်ကြီးလဲပင်းမှာဆွဲထားရလဲအောက်ချပြီးစီးလေဟုဖြောင်းဖြားလိုက်လေဖနက်ဆိုရာကျောက်မှာစီးရတဲ့ပစ္စည်းဆိုရာတိပါရဲ့ဒါပေမဲ့သူကအမည်အစီခံနေရတာ တခါတလေသူပြန်စည်းပါစေဆိုပြီးလယ်ဘေးမှာဆွဲထားတာပါအဲ့တော့ကိုယူလို့လုပ်တယ်လို့မထင်ပါနဲ့အလှဲ့ပေးစဉ်းစားတကယ်လို့ယူဆစမ်းပါဟုကိုယူကာယာပြန်၍ဖြေတတ်လေ၏ကျွန်ုပ်ဒီပေါ့တော်ဘတ်တွင်ရှိသောမိဘမဲ့ကလေးเจ้าတစ်เจ้า၌အကြောင်းစီယာလုပ်ခဲ့ဖို့၏ဒိုစင်ကပင် ရွှေသေးဝါကိုတိကျွမ်းခဲ့၏ရွှေသေးဝါသည်ကျွန်ုပ်နှင့်တွေ့လျင်ပတ်စံတောင်းတတ်၏ဆရာလေးပတ်စံလေးပါလေးပေးစမ်းပါ ဟင်မဟုတ်သေးပါဘူးဆရာလေးလို့ခေါ်ရင်မေတီလာရှင်ဖြစ်သွားအောင်ပဲဆရာကြီးလို့ခေါ်ရအောင်ကလည်းအတက်ကငေးသေးရဲ့အဲ့တော့ကျောင်းဆရာလို့ပဲခေါ်မယ်ဟုတ်သူ့ဟာသူဆုံးဖြတ်ကကျွန်ုပ်နဲ့တွေ့လျင်ကျောင်းဆရာဟုခေါ်ရလေထိုအချိန်က ကျွန်ုပ်၏အသက်မှာ30ခန့်ရှိ၏ရွှေသေးဝါမှာကျွန်ုပ်ထက်အနည်းငယ်ကြီး၏များသောအားဖြင့်ရွှေသေးဝါသည်ပေါ့တော်ရက်ကွက်ကြီး၏ဂုံနူးဆောင်တစ်ခုဖြစ်သောဘတ်စကာကဲရှိနတ်စင်တွင် ဈေးဘောလိပ်ကြီးမီတရရန်နဲ့နေလေးရှိ၏ထိုအချိန်ကထိုနေရာတွင်ပြေးသောဘတ်စကားများမှာနံပါတ်မရှိပေယုံတစိမ့်လချံတစိမ့်သာလျင်ဖြစ်၏ကျွန်ုပ်သည်ထိုဘတ်စကားများကိုစီးရန်အတွက်ထိုနတ်စင်ရှိခုံထမ်းတွင် မကြာခဏထိုင်ရလေ၏။ထိုကြောင့်လည်းအယူမရွှေသေးဝါနှင့်မကြာခဏဆောင်ရလေတော့၏။ယခုမှမို့ ရွှေသေးဝါကြီးသည်ကျွန်ုပ်ထံသို့ရောက်လာပေပြီထို့ကြောင့်ရွှေသေးဝါကြီး၏မျက်ဉံတွင်ဘောက်ထုံမှကြောင်းစီရကို မမေ့သေးပေစူစမ်းပါအောင်ဒေါ်ရွှေသေးဝါရဲ့ဘာကိစ္စလဲဟုကျွန်ုပ်ကမေးရရွှေသေးဝါကကြောင်းစီရဒီမှာလူတွေကိုရေဒီယာလှုပ်ပေးနေရဆိုတာကြားပါတယ်ဒါပေမဲ့ကျုပ်ကရေဒီယာလာတောင်းတာတော့မဟုတ်ဘူးပြည့်စီပြောက်လာမေးရလဲမဟုတ်ဘူးနော်ကျုပ်မကပျောက်စီရစင်လဲမရှိဘူးလင်းလဲမရှိဘူးတွေ့ရင်လို့လာတာပါ ပြီးတော့ရှင်ကထမင်းချက်ကြီးရယ်လို့လည်းပြောလို့ထမင်းစားကျင်လို့ဘာပဲဖြစ်ဖြစ်လေအစိမ်းကျော်ရယ်ချိုချင်ကျော်ရယ်ငရှင်းချင်ဆက်ရယ်ကြိုက်လန်တဲ့ပြည်ကြီးငားရယ်ကစုံပလင်းရယ်စွန်တဟင်းယိုရယ်မနှက်စာကိုစားကျင်နေဟု ပြောလေခမည်းကလည်းစားတော့ဆိုင်မှာမှားတယ်လို့မှားနေရကိုထားပါတော့လေဟိုးတင်ငန်းကျုံပေါက်ထော်ရနေအောင်လာစားရဆိုတော့မရရအောင်ချက်ကျွေးပါမယ်ဟုဆိုကကျွန်ုပ်ဒီချက်ကျွေးရန်စီစဉ်ရလေတော့ဤ နေစမ်းမအောင်တော်ရှိတဲဝါရဲ့ခမရအရင်ကလိုပဲလမ်းထဲမှာတချင်းနဲ့အော်ဆိုလို့ဆိုကလို့ကခုံလို့ခုံပန်းနေပန်းလို့ပန်းလယ်ဘေးမှာလည်းဖက်နဲ့တည်းဆွဲလောက်တုံပဲလားဟုကျွန်တော်ကမေးလိုက်ရရွှေတဲဝါကရဲလေဤကျောင်းဆရာစကားပြောရလဲလူပြိုကြီးစကားပြောသလိုပဲလူရင်းမရောက်ပဲယူတော့မဲလားလို့မေးလိုက်ပါလားမယူတော့ဘူးရှင့်မယူတော့အဲ့ဒါကြောင့်စိတ်ညစ်နေတာအယူကိုတဲ့စေးဆရာကိုတာလားဆိုတာ တင်ကန်းကျွန်းဟိုဘက်ကရန်ကုန်မှာရှိတယ်။သူကတနာလို့ဆိုပြီးတော့ကျုပ်ကိုကိုလိုက်တာကောင်းသွားရောအဲ့လိုကောင်းသွားနေရစပြီးတော့ရွှေသေးဝါတယောက်စိတ်ညစ်ရတော့တာပဲ။ဒါကြောင့်ပျောက်အောင်ကုပေးတဲ့ဆရာတာလောက်ကိုကျေးဇူးမတင်တဲ့အပြင်စလိမ်မီနဲ့တော့ထိုးကျင်တယ်ဟုပြောကရဲလေထိုးနောက်တွင်ကရွှေသေးဝစားကျင်သည်ဆိုတော့အစိမ့်ကျော်ချိုးချင်းကျော်စွန်တန်ဟင်းညိုတို့ဖြင့်၎င်းအားမနှက်စာကျွေးမွေးရလေ၏ ၎င်းသည်မြင်းရက်စွာစားနေ၏ကျွန်ုပ်သည်၎င်းထမင်းစားသောပေးတွင်ထိုင်က မပြည့်စုံမှုများအတွက်အမျိုးမျိုးအဖုံဖုံညှဉ်းညူလျက်ရှိ၏ထိုအခါရွှေသေးဝါကြီးကထမင်းစားရင်ညီလာကြီးလားကြောင်းဆရာကြီးဟုပြောလေ၏ညီရတာပေါ်တော်ရွှေသေးဝါရဲ့ဘဝခိုင်လုံမှုပြည့်စုံမှုရဲ့လို့မရှိဘူးလေပြီးတော့ကျုပ်ကလည်းခမည်းတော်အများကြီးတာမဟုတ်ဘူးအသက်ကအတော်ကြီးနေပြီ အဲ့တော့ကျုပ်ရဲ့ဘဝမှာအရှုံးအမြတ်တွေစဉ်းစားတွက်ချက်ကြည့်ရပြီဗောဟုကျုပ်ကပြောလိုက်ရာတခုရွှေတဲဝါကြီးကရယ်လေတော့ဤထို့သို့ရယ်ပြီးနောက်ကျောင်းဆရာတေချာနာထောင်ရှင်းကိုကျုပ်ပုံတပုံပြောပြမယ်ဟိုးရုံးကတိုင်းပြည်တပြည်မှာဘယင်ကြီးတစ်ပါးရှိတယ်သူ့မှာသားသုံးယောက်ရှိတယ်ဒါတွေကလည်းတယောက်နဲ့တယောက် မတိမ်မရင်တွင်အရေးသွေးတွေကလည်းတူကြရဲ့အဲ့တော့ဘရင်ကြီးကလည်းအသက်ကြီးလာတော့အရိုက်ရလွဲခြင်းပြီးဘသူ့ကိုလွဲရမှမဆုံးဖြတ်တအောင်ဖြစ်နေတယ်အဲ့တော့သူကိုကိုယ်ရရတရအကြံပေးတယ်အဲ့အကြံတိုင်းဘရင်ကြီးကလှုပ်တော့တာပဲတနေ့မှာသားသုံးယောက်ကိုခေါ်ပြီးတော့ဘန်းမျိုးစိတ်တင်းစီပေးတယ်အဲ့လိုပေးပြီးတော့ငါဒီနေ့ကစပြီးငါဆရာရည်ရည်ချင်းနဲ့အတူခရီးသွားမယ်ငါပြန်လာတဲ့အခါမှာငါရဲ့မျိုးစိတ်တွေကိုပြန်လို့ခြင်းတယ် အဲ့ဒါကိုမင်းတို့ထိမ့်သိမ်းထားကြဗန်းမျိုးစေ့တွေကိုဘလို့ထိမ့်သိမ်းထားရဲဆိုတဲ့အချက်ကသိအရေးကြီးရဲ့အဲ့ဒီချက်ပေါ်မှာမူတည်ပြီးဘသူကို အရက်အရာလွှဲရမလဲဆိုတဲ့အဖြေရမှာပဲလို့ပြောပြီးသူ့စီအရရတဲ့အချိန်နဲ့အတူခရီးထွက်သွားတယ်။အဲ့တော့အငယ်ဆုံးသားကဒါမြဘာခတ်လို့လဲဆိုပြီးတန်တဲ့သားကြီးတလုံးထဲမှာပန်းမျိုးစေ့တွေချပြီးတော့ခတ်တင်ထားလိုက်တယ် အကြီးဆုံးသားကတော့ပန်းမျိုးစေ့တွေကိုဈေးကိုသွားပြီးရောင်းပလိုက်တယ်။ငွေကိုတင်းထားလိုက်တယ်။သူ့ကြံကတော့သူ့ဖေပြန်လာမှအဲ့ဒီငွေနဲ့မျိုးစေ့တွေပြန်ဝင်ပေးလိုက်မယ်ပေါ့။သူလည်းမသိရဘူးမျိုးစေ့တွေလည်းလက်လက်ဆက်ဆက်ရနိုင်တယ်ပေါ့။ဒါအလက်ကျတော့အဲ့လိုမဟုတ်ဘူး။မြေကောတကောမှာမြေတွေတူးဆွပြီးပန်းမျိုးစေ့တွေကိုကျဲဖြန့်ပြီးစိုက်ပြစ်လိုက်တယ်။အင်မတန်လှတဲ့ဘန်ဒိုကြီးဖြစ်နေတာပေါ့။ အိမ်လိုနဲ့ဘရင်ကြီးပြန်လာတဲ့အခါမှာတားငယ်စီကပန်းမျိုးစေ့ရီတောင်းတော့တားငယ်ကတန်တစ်တာရဲကနေထုတ်ပေးလိုက်တယ်။မျိုးစေ့ရီကကြုံလီကုန်ပြီ။စိုက်လို့ရတဲ့အခြေအနေလည်းမရှိတော့ဘူးပေါ့။ခြောက်တာရီကလည်း၆ကုန်ပြီ။အဲရော့ဘရင်ကြီးကမင်းကုန်ကပေးခဲ့တာတတင်းပဲ။မင်းကလည်းငါကုန်တတင်းပြီအောင်အပ်တယ်။ဒါပေမဲ့မင်းကကို ပြန်ပေးတဲ့တတင်းဟာတတင်းမဟုတ်တော့ဘူး။မင်းလုတ်တဲ့ပုံက ကင်းကနဲစိရင်ပြီးရောဆိုရဲသဘောမျိုးလုပ်လိုက်တာ ပုံဒီကားကြဆန်လဲလို့ပြောရယ်ပြီးတော့ตาအကြီးစီသွားပြန်ရောตาအကြီးကပန်းမျိုးစီရောင်းထားတဲ့ငွေကိုထုတ်ပြရယ်မျိုးစစ်လူကြီးတော့အခုပဲဈေးဥသွားပြီးမျိုးစစ်ဝယ်ပေးပါမယ်လို့ဘရင်ကြီးကိုပြောရယ်အဲ့ဒီခါမှာဘရင်ကြီးကမင်းကငါပေးထားမျိုးစစ်ကိုထိန်းသိမ်းထားမဟုတ်အလဲလဲလှုပ်ထားတာတိတ်ပြီးဈေးတဲ့ဆန်တယ်အရိုက်ရလွဲလို့မရဘူးလို့ပြောရယ် တာအလက်စီသွားတော့ဝေစာဖူးပွင့်နေတဲ့ဘန်ဒိုကြီးကိုပြလိုက်တယ်။မျိုးစီတည်းပြန်လို့ရနေဆိုရင်လည်းဒီဘန်ဒိုကြီးကထုတ်ပေးလို့ရပါတယ်။ဘန်တွေအတိုင်းထားခြင်းလည်းထားလို့ရပါတယ်လို့ပြောတယ်။အဲ့မှာပြင်ကြီးကအဲ့ဒါမစိုးဘူးကွာ။အဲ့ဒါမှန်နေကွာ။မျိုးစီလည်းမစိုးဘူး။မင်းရဲ့ဖန်တီမှုလည်းပါနေတယ်။မျိုးစီရဲ့ရှင်သန်မှုကိုလည်းတွေ့ရတယ်။မင်းကိုပဲအရရလွှဲရမယ်လို့ပြောတယ်။အဲ့တော့အเจ้าစီက ဘဝဆိုတာဖြစ်ချင်ရာဖြစ်ပြီးတန်တစ်တာရဲ့တော့ပိတ်ထားတဲ့လိုမျိုးစဉ်းစားလို့လည်းမရဘူးအယုံမြတ်တွေတွက်ပြီးဈေးတယ်လို့လည်းရှောက်လန်းလို့မရဘူးအလုပ်တွေလုပ်ပြီးဖန်တီးရှင်သန်နေရမှာအဲ့ဒါမှမှန်မဲဟုပြောလေထို့နောက်ဒေါ်ရွှေတဲဝါကြီးလည်းကျွန်ုပ်ဤကျော်ကုံကိုသူဤလဝါကြီးဖြင့်ပြန်ကနေရိုက်၍တောင်းမေကြောင်းစီရည်နောင်ကြုံရင်လာစားပါအောင်မေဟုပြောဆိုကပြန်သွားလေတော့တည်း ဘဝဆိုတာဖြစ်ခြင်းဟာဖြစ်ပြီးဖြစ်ခြင်းဟာဖြစ်ဆိုပြီးတန်တစ်တာရဲ့တော့ပိတ်ထားတယ်လို့မျိုးစဉ်းစားလို့လည်းမရဘူးအရှုံးမြတ်တွေတွက်ပြီးသေးတယ်လို့လဲရှောက်လန်းလို့မရဘူးအလုပ်တွေလုပ်ပြီးဖန်တီးရှင်တန်နေရမှာအဲ့ဒါမှမှန်မယ် ဆုံးထိကုသနာဆင်ပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကျမ်းမာဖေခင်ကြပါစေ။အစစအရာကုသကြပြီးကျွန်တော်ဗီဒီယိုအမြင်မျိုးတွေကိုတူတူရအောင်ချောင်းနေနော်။အားလုံးပဲဖိုင်တင်ပါ All right.